အားလုံးပဲမင်္ဂလာပါကုခိုင်းစတာဖုတ်ဘောရှိုးကနေကြိုဆိုပါရစေကျွန်တော်ကုခိုင်းပါဒီကနေ့ရဲ့ဘောလုံးအပြောင်းအရွှေ့သတင်းနဲ့ပတ်သက်ပြီးတော့တုံးသက်ဆွေးနွေးမှုလုပ်ပေးသွားကြပါမယ် ပထမဆုံးနေ့ကျင်တဲ့သတင်းကတော့ဒါ Chelsea နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်။ပေါ်ပြထားတဲ့သတင်းထဏာကတော့ Guardian ကပါခင်ဗျာ။ Real Madrid အသင်းရဲ့ဒီနှစ်တွေရသည်ပြစ်မှတ်စည်းနှမပါဝင်နေတဲ့ Chelsea ၊ကွင်းလေကစားသမား Enzo Fernandez ကို Chelsea ကလည်းအသင်းမှာပဲဆက်ထိန်းထားဖို့ဆုံးဖြတ်ထားတယ်လို့သိရပါတယ်ခင်ဗျာ။ဆိုတော့ဒီသတင်းက Chelsea ပရိသတ်တွေအားလုံးစိတ်ဝင်စားတဲ့သတင်းဖြစ်တယ်လို့ကျွန်တော်လည်း Messenger တွေ comment တွေကနေအမြဲတမ်းလလမေးတဲ့သတင်းဖြစ်ပါတယ်ခင်ဗျာ။ဆိုတော့ Enzo Fernandez Chelsea မှာဆက်ရှိရေးမရှိရေးကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်ပွန့်ပွန့်လင်းလင်း င်းပဲပြောမယ်။ဘာကြောင့်လဲဆိုတော့အန်ဆိုလိုကစားသမားမျိုးဒီအရေးသွေးပိုင်းဆိုင်ရာအရာအတော်လေးပြည့်ဝတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်။သူ့ရဲ့ဘောလုံးကျွမ်းကျင်မှုအထူးသဖြင့်ဘောလုံးပေးပို့မှုတွေဒီထိတ်တန်းအဆင့် world class မှာရှိနေတယ်။အဲ့အတွက်ကြောင့်အသင်းတိုင်းလိုလိုကလိုချင်မှာပဲ။သို့တော့ Chelsea သူ့ကိုခေါ်ယူတဲ့အချိန်ကာလတုန်းကပေးခဲ့ရတဲ့ပြောင်းရွှေ့ခြင်း amount ပမာဏရဲ့စာချုပ်လက်ကျန်သက်တမ်းပမာဏရဲ့ခေါ်ယူခြင်းရင်တောင်မှဒီကစားသမားကိုခေါ်ဖို့အတွက်အဲ့လောက်မလွယ်ဘူးဆိုတော့အခြေအနေမှာရှိနေတယ်။ တော့ပြောချင်တာအန်ဆိုဖာနန်ဒက်စ်ကိုရီယယ်မက်ဒရစ်အနေနဲ့လိုချင်တယ်ဆိုရင် first priority အနေနဲ့ထားပြီးတော့တောင်းရွှေ့ကြီးတွေအများကြီးသုံးစွဲမှရမယ့်ပုံစံမျိုးရှိတယ်ရီယယ်မက်ဒရစ်ရဲ့ အခုနောက်ပိုင်း transfer flow တွေကတော့ပြောင်းသွားတယ်ကစားသမားတယောက်ကိုပြောင်းရွှေ့ကြီးအများကြီးပေးပြီးမခေါ်တော့ဘူးဘာညာကျွန်တော်တို့သိထားတယ်ပေါ့နော်ဒါကလွန်ခဲ့တဲ့တနည်းနည်းအတွင်းမှာသို့တော့ Florentino Perez ရဲ့အတ္တကြီး Madrid အတင်းကိုဖြစ်စေခြင်းနဲ့စိတ်ဆန္ဒကြီးကိုကျွန်တော်ကတော့ကြောက်တယ်သူလိုချင်တဲ့ကစားသမားကိုရအောင်ခေါ်တတ်တဲ့အကျင့်ရှိတယ်ဗျ Cristiano Ronaldo အဲ့ခေတ်ကာလမှာ Salas ကတေးအောင်ချစ်တာ Ronaldo ကိုပုံကိုရရောဒီ business ပိုင်းရော ရော်နယ်ဒိုဒီယူနိုက်တက်မှာမရှိမဖြစ်ကစားသမားကျွန်တော်ရခေါ်နိုင်မယ်လို့မထင်တာဘူးတွေ့မယ်အဲ့ခေတ်ကာလမှာစန်ချင်းတွေငွေကြီးအမောက်ပမာဏပေါင်တန်း80ပေးပြီးခေါ်ပလိုက်တာအဲ့မတိုင်ခင်အချိန်ကာလတော့လည်းယူဗနက်စ်မှာအကောင်းဆုံးအသက်ရွယ်ကျော်လွန်စားပြုနေပြီဖြစ်တဲ့နော်ဇီဒန်ကိုရအောင်ခေါ်တယ်။ပြိုင်ဘက်ဘာစလိုနာကဖီကိုရအောင်ခေါ်တယ်။အဲ့ပြောချင်တာကျွန်တော်တို့ချယ်ဆီမှာလေအီရင်ဟားဇတ်ကို ကြနေပြီဗျာ28တောင်မန်ကစားသမားသူတို့လည်းတည်တာပေါ့တိုးတော့လူချင်းတဲ့အတွက်ရအောင်ခေါ်သွားတယ်အခုလည်းဟိုမခေါ်ဘူးเนาะငွေမတုံးဘာညာပြောနေပေမဲ့ Dinu San ကို Premier League Club တွေ ထက်တာလုံးအောင်เนาะငွေကြေးသုံးဆွဲမှုလုပ်ပြီးခေါ်သွားပြန်တယ်အဲ့တို့ကြောင့် Enzo Fernandez ကိုယော့အင်ငွေကြေးသုံးဆွဲမှုအများကြီးလုပ်ပြီးခေါ်လာနိုင်တယ်ဒီလိုဆိုရင်တော့ Chelsea အနေနဲ့ဟိုဘယ်လိုပြောမလဲ reject လုပ်ဖို့ဆိုတာအနေငယ်ခက်ခဲကောင်းခက်ခဲလိမ့်မယ်ကစားသမားကလည်း Chelsea တင်ဘလောက်အောင်မြင်နိုင်ကြီးရှိမလဲဆိုတာသူကြည့်မှာပဲဒါ Enzo Fernandez ကိုလည်းအပြစ်သွားပြောလို့မရဘူးသူ့ရဲ့အသက်အရွယ်တနည်းသူ့အသက်အရွယ်တဲ့စိုင်းကစားသမားတယောက်ရဲ့အသက်အရွယ်10နှစ်စာပဲရှိတယ်ဗျာအသက်20ကနေ30အထိပဲထားတာအဲ့ဒီအချိန်တွင်းမှာအောင်မြင်မှုရှာမှာ Enzo ရဲ့အသက်ကဘာပြောအခု20 25နာကတ်လာပြီချယ်ဆီသည်ဘာမန်တိကျတေချာရတဲ့အဖြစ်မရှိသေးဘူးဒါစိတ်ဆိုးလည်းမတက်နိုင်ဘူးကျွန်တော်ပို့ဝင်လင်းလင်းပြောတာနောက်နှစ်ဘောလုံးရသည်ဖလားအာမခံချက်ရှိလားဆိုတာလည်းမသိဘူးတနှစ်ကျော်ဖလားအာမခံချက်ရမလားဆိုတာလည်းမသေးကြဘူးအဲ့တော့တေချာရတဲ့အသင်းတော်ကစားသမားအနေနဲ့ပြောင်းရွှေ့ခြင်းကောင်းပြောင်းရွှေ့ခြင်းလိမ့်မယ်နောက် Real Madrid မှာအဲ့လို sniper passes တွေပေးနိုင်တဲ့ကစားသမား Tony Cruz ထွက်သွားပြီးတဲ့နောက်ပိုင်းအန်ဆိုနဲ့အစားထိုးမယ်ဆိုရင်ကွက်တီအဲ့တို့ကြောင့်အလားအလာလေးတော့ကျွန်တော်မြင်နေရတယ်ပေါ့နော်သို့တော့ ချဲ့စည်းဆက်ထိန်ထားမယ်ဆိုတဲ့အပိုင်းကလည်းဖြစ်နိုင်တယ်အဓိကကတော့တော့ပိုလေးတို့လေသွားတဲ့အပိုင်းပေါ့တော့ပိုလေးမှာကောင်းတဲ့အချက်တွေရှိတယ်လို့မကောင်းတဲ့အချက်တွေလည်းရှိပါတယ်အဲ့တော့ကောင်းတဲ့အချက်တွေဆိုတော့အဲ့လိုစာချုပ်တက်တန်းတွေအများကြီးဆွဲဆက်ပြီးချုပ်ပလိုက်တာကျွန်တော်တစ်ခါလည်းပြောဖို့ပါတယ်ကစားသမားတစ်ယောက်ရဲ့ပြောင်းရွှေ့ကြီးဆိုတာသူ့ရဲ့စာချုပ်လက်ကျန်တက်တန်းကိုရော့ကြီးပေးရတဲ့သဘောမျိုးပဲအဲ့တော့လက်ကျန်တက်တန်းအများကြီးရှိတဲ့ကစားသမားတစ်ယောက်ကတော့ရော့ပေါင်တန်း80 80လောက်သွားပေးလို့တော့ မရဘူးဗျ။အဲ့ဒါကြောင့်ကျွန်တော်တလောတော့ကလည်း Andre Santos အနေနဲ့ Enzo Fernandez ရဲ့ bucket အဖြစ်ထားတင်တယ်လို့ကျွန်တော်ပြောတာ။ဘာမှမဆိုဖြစ်သွားနိုင်တယ်အတိအကျပြောလို့မရဘူး။နော် Aiden ထွက်မယ်လို့လည်းဘယ်သူမှထင်ထားမှာမဟုတ်။ရအောင်မှသွားသေးတာပဲ။အဲ့တော့ Real Madrid ဒီ Enzo Fernandez ကိုတကယ်လို့လူချင်းချင်းနဲ့ထားပါတော့ပေါင်တန်း150လို့ဘာလို့တကယ်ပေးခဲ့သည်ရှိတော့ဖြစ်သွားနိုင်တယ်အဲ့တော့ကျွန်တော်တို့ချက်စီအနေနဲ့ဒီချိန်မှာအန်ဆိုကိုဆက်လက်ထိန်းသိမ်းရတာတစ်ခုနှစ်ခုလောက်ပဲရှိတယ် နော်အဲ့လိုလာစာပေးုံလောက်နဲ့မလုံလောက်ဘူးမင်းကိုအသင်းကပ္တိန်ပေးမယ်ဆိုုံလောက်နဲ့မလုံလောက်တော့ဘူးအသင်းကလည်းအောင်မြင်မှုရဖို့လိုနေပြီဒီကစားသမားရဲ့ဒီအောင်မြင်မှုရယူလို့တဲ့အတွက်ကြောင့်ချယ်ဆီကိုပြောင်းရွှေ့လာတာမအောင်မြင်မဲနဲ့လိမ်ဖယ်လိမ်ဖယ်ဖြစ်နေမယ်ဆိုရင်စိတ်ပြတ်မိမှာပဲဒါအန်ဆိုလေးကပြောပြောဆိုချယ်ဆီအသင်းမှာတော်တော် aggressive ဖြစ်တဲ့ကစားသမားအောင်မြင်မှုအရန်ဆာလောင်တယ်အဲ့တော့ချယ်ဆီတာဝန်ရှိရတဲ့သူတွေအနေနဲ့ကစားသမားကောင်းတွေထွက်မသွားအောင်အသင်းကိုအောင်မြင်မှုရဖို့ကြိုးစားလှုံ့ဆော်တင်တယ်လို့တော့သုံးသပ်မိပါတယ် ကဲကျွန်တော်နောက်ထပ်သတင်းပုဒ်ကိုဆွေးနွေးအောင်ခင်ဗျဒီသတင်းကတော့အာဆနယ်နဲ့ပတ်သက်တဲ့သတင်းဖြစ်ပါတယ် Sky Sport ဂျာမနီကဖော်ပြထားတာပါအာဆနယ်အသင်းက Real Madrid အသင်းမှာဂဏန်းမငြိမ်ဖြစ်နေတဲ့တိုက်စစ်မှု ရိုဒရီဂိုကိုခေါ်ယူဖို့ကြိုးပမ်းနေတယ်လို့သိရပါဗျ။အဲ့တော့ Sky Sport Germany ရဲ့ဖော်ပြချက်ကတော့လက်တော်ချိန်မှာကျွန်တော်ကမဖြစ်နိုင်သေးဘူးလို့ပဲထင်တယ်။တလောကလည်းရိုဒရီဂိုအာဆင်နယ်နဲ့ပတ်သက်တဲ့အချက်အလက်တွေကိုကျွန်တော်အသေးစိတ်ဆွေးနွေးပြီးသွားပါပြီ။ရိုဒရီဂိုက right wing ကစစ်စစ်ကစားတယ်။အဲ့ right wing မှာဘူကာယိုဆာကာနဲ့နှစ်ယောက်ထားပြီးဘယ်လိုလုပ်မလို့။ဘူကာယိုဆာကာကလည်းဗျရိုဒရီဂိုထက်မကောင်းရင်တော့မှ level အနေထားရှိတယ်။တကယ်တော့ EPL မှာဆိုရင်ဆာကာကပိုကောင်းတယ်လို့တော့ပြောလို့ရတယ်။ရိုဒရီဂိုဘရာဇီးသား Premier League ရောက်လာရင်ဘာဖြစ်မှန်းမသိဘူး။ဆာကာကတက်တည်ပြထားပြီးသားခြာတိတ်ဗျာ။အဲ့တော့ဆာကာနေရာကို ဟိုဘလိုနီးနဲ့မှအစားထိုးမှလည်းမဟုတ်ဘူးစာကအာစနယ်မှာသူကစားကျင်တဲ့စိတ်ရှိနေတဲ့ပြည့်တောက်လျှောက်ရှိနေမှာဆိုတော့ကျွန်တော်ရိုဒရီဂိုကိုလက်ဖ်ဝင်းထားဆော့မလားလက်ဖ်ဝင်းထားဆော့မယ်ဆိုရင်လည်းမာတင်နယ်လီရှိနေအထောင်တိုက်စစ်တနေရာမှာဆော့မယ်ဆိုရင်လည်းသူတို့အထောင်တိုက်စစ်မှုစစ်စစ်မရဘူးအဲ့တော့ကျွန်တော်ကတော့ရိုဒရီဂိုကိုခေါ်ယူဘလိုပဲတွေးတွေးကစားသမားတွေရဲ့နေရာချထားမှုအပိုင်းမှာတွေးလို့မရဘူးနောက်ပြောင်းရွှေ့ကြီးပမာဏရိုဒရီဂိုယူရိုတန်100လောက်တောင်းထားတယ်ဗျအန်ဒရီးယားဘာတာကတော့ယူရိုတန်100လဲပေးခေါ်တတ်တဲ့သူပါအန်ဒရီးယားဘာတာကတော့ရုံးပါတယ်တိုးပေမဲ့လည်းရိုဒရီဂိုတယောက်တည်းကိုခေါ် ်တာနဲ့မပြည့်ပြတ်သွားဘူးဗျ။ရိုဒရီโกနေရာထက်ပိုပြီးအရေးကြီးတဲ့နေရာတွေအာစနယ်အသင်းမှာဖြည့်ဖို့အများကြီးလိုတယ်။မာတင်ဆူပါမန်ဒီကိုခေါ်ပြီးသွားပြီးမှန်တယ်။တိုးတော်လဲမာတင်အိုရီကက်နည်းနည်းကျလာတဲ့အပိုင်းကိုနောက်ကဖြဲဖို့ဖိဖို့ခြောက်ဖို့ CM တယောက်လောက်ခေါ်ရင်လည်းကောင်းတယ်။အထောင်တိုက်စစ်မှုစစ်စစ်တယောက်လည်းခေါ်အောင်မယ်။နောက် ဝီလျံဆလီဘာတို့เนาะတိတ်ပြီးကနန်းမငိမ့်တဲ့အကွက်မျိုးလေးတွေမြင်နေရတယ်အသင်းမှာဆက်နေမနေရတော့ဒါနောက်ပိုင်းအဖြစ်ပေါ်မှာပေါ့เนาะဒါမဲ့လည်းတကယ်တမ်းလူခေါ်အောင်မယ်ဆိုအဲ့လိုနေရာတွေလည်း backup ထားပြီးတော့ခေါ်ယူဖို့တင်တယ်ကဲပြဝီလျံဆလီဘာအသင်းမှာနေတယ်ဆိုရင်တော့မှယကုကဗီယောကဘာမှန်းမသိဘူးအဲ့တို့ကြောင့်ရိုဒရီโกကိုခေါ်ခြင်းနဲ့ဆိုရင်တော့ခေါ်ဖို့မသိနေဘူးရိုဒရီโกလိုကစားသမားမျိုးကတော့ဘယ်အသင်းဆိုခေါ်ခြင်းကြမှာပဲချယ်ဆီနဲ့လည်းတည်င်းထွက်တယ်သို့ပေမဲ့လည်းလက်ရှိအချိန်မှာအာစနယ်အနေနဲ့တိထပ်ပိုပြီးအရေးကြီးတဲ့နေရာတွေကိုအင်အားဖြည့်တင်းတင်တယ်လို့တော့ သုံးသပ်မိပါတယ်ခင်ဗျာ။ကြကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒါ ESPN ကပေါ်ပြထားတဲ့ Liverpool နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်။ Barcelona အသင်းဟာ Anfield မှာစာချုပ်တဒဏ္ဍနစ်ပဲကျန်တော့တဲ့အသက်28နှစ်အရွယ် Colombian တောင်ပံကစားသမား Luis Diaz ကိုခေါ်ယူလိုနေတယ်လို့ပေါ်ပြထားတာပါ။ကျွန်တော်ကတော့မဖြစ်နိုင်ဘူးလို့ထင်တယ်ဗျ။ Diaz ကို Liverpool အသင်းကလွယ်လင်းတကူရောင်းချမယ်လို့မထင်ဘူး။လွယ်လင်းတကူရောင်းချလို့စိတ်မရှိဘူးဆိုတဲ့နေရာမှာဟာဒီကစားသမားအသေးအတန် အသေးမှသုံးဖို့အတွက်တော့မဟုတ်ဘူးသူတို့တတ်မှတ်ထားတဲ့ပြောင်းရွှေ့ခြေ limit တစ်ခုကိုမရအောင် Liverpool ရအောင်မှာမဟုတ်ဘူးအဲ့တော့ Barcelona က Lewandowski နေရာမှာအစားထိုးဖို့အတွက်ရှာနေတယ်ဆိုတော့ကျွန်တော်တို့သိထားတယ်တိုးတော့ Luis Diaz ကအဲ့နေရာမှာဟို first priority ဖြစ်ကစားနိုင်တဲ့ကစားသမားမဟုတ်ဘူးဗျာသူ့ရဲ့ major position မဟုတ်ဘူးသူ့ major position က left wing left wing မှာ Rafinha ရှိတယ်အဲ့တော့ Rafinha လမိုင်းရမဲ့ Luis Diaz ၃ယောက်တန်းပုံစံမျိုးနဲ့ထားဆော့ဖို့ဆိုတာကလည်း Luis Diaz က Leo Messi လို force nine player မျိုးမဟုတ်ဘူး Luis Diaz ဒီကိုယ်တိုင် lead လုပ်ခြင်းနဲ့ player မျိုးပါ ဲ့တော့ကျွန်တော်ကတော့ Rafinha တို့နော်လမိုင်းရမဲ့တို့လို lead လုပ်နေတဲ့ player တွေနဲ့ဒန်းတူ၃ယောက်ပေါင်းရှိနေမယ်လို့တော့မထင်ပါဘူးခင်ဗျ Luis Diaz ဒီ Liverpool ထဲမှာပဲဆက်ရှိဖို့များပါကြောင်းသုံးသပ်ဆွေးနွေးနေတဲ့ video လေးဒီမှာနားခွင့်ပြုပါအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်